ကဲအားလုံးမင်္ဂလာပါဗျကျွန်တော်ကတော့ဗူထက်ကြီးပါမန်စီဒရင်းလေးကိုမြဲတင်ဆက်ပေးနေမန်စီဖန်တယောက်ပါဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်အနေနဲ့မန်ချက်စတာစီးတီးနောက်ဆုံးရဒရင်းတူလေးတို့ပြောတော့ပေးမယ်ပေါ့နော်အဲ့တော့အဲ့အများကြီးစားရတော့မရှိပါဘူးပထမဆုံးတစ်ချက်ကတော့ကျွန်တော်တို့ဒဏ်ရာရနေတဲ့လူငယ်ကစားသမားလေးအော်စကာဘော့ကဒါ U21 အတင်းနဲ့ အာဘုံမောက်တင်တို့ကစားခဲ့တဲ့ပွဲစဉ်မှာသူကဒါပွဲထွက်ကစားမှာဖြစ်ပါဝင်ခဲ့တယ်လို့သိရတယ်။ဒါကကျွန်တော်တို့ဒီအော်စကာဘော့ဒဏ်ရာပြဿနာအခြေအနေကိုစံတက်တဲ့ပွဲလို့သိရပြီးတော့ဒါဒီမှာဒီပွဲမှာတာအခြေအနေကောင်းတယ်လူအနေနဲ့ကောင်းကောင်းကစားနိုင်ခဲ့တယ်ဆိုလို့ရှိရင်ဒါအတင်းကြီးကိုပြန်လဲရောက်ရှိလာတော့မှလည်းဖြစ်ပါတယ်။အဲ့တော့အော်စကာဘော့ကခြေဆွမ်းခြေစားရှိတယ်လူငယ်ခြေတက်ကစားမှာဖြစ်ပေမဲ့ ဓာတုကိုဒံရပြတနာကတော်လေးကိုဒုက္ခပေးခဲ့တာဖြစ်ပြီးတော့ဒါကျွန်တော်တို့အများကြီးမျောလင့်ထားတဲ့အချိန်ကြမှာသူကဒံရရပြီးတော့ကာလရှိကြနားခဲ့ရတယ်ပြီးတော့ပြန်တက်တာလာပြီးတော့ချိန်မှလည်းထပ်ပြီးတော့ဒံရရတော့ကြောင်းထပ်ပြီးတော့နားခဲ့ရပါတော့အခုဆိုရင်တော့ဒါသူ့ရဲ့ဒံရပြတနာကတော်တော်ကိုကောင်းမွန်နေပြီလို့သိရပြီးတော့ဒါမကြခင်မှာပဲကျွန်တော်တို့ဩစကာပေါ်ပြန်လဲပါဝင်လာနိုင်တယ်လို့ကျွန်တော်တို့သိရပါတယ်ဗျအဲ့တော့သူပြန်ပါဝင်လာဖို့တော့ဗောနော်ကျွန်တော်တို့တော်တော်ကြီးစောင့်ရမယ့်အနေထားရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မန်စီအတင်းရဲ့နောက်ထပ်တပွဲကဒါက ဘုံမောင်းတဲ့ epic ကဖြစ်တဲ့ epic ကကျွန်တော်တို့ match လ30ရည်နေမှာဆိုတော့ကျွန်တော်တို့နောက်တပတ်ကျော်လောက်စောင့်ရအောင်မယ်နေသားရှိရပေါ့เนาะအဲ့တော့နောက်ထပ်ဒီနေ့ပုံနေနေကတော့ဒါ Erasan Gu ပေါ့เนาะဒါ ဒီ Brighton တင်းတဲ့ပွဲမှာမရွေးချယ်ခဲ့တာတရားပြဿနာရှိနေလို့သိရတယ်ပေါ့နော်ဒါတချို့တင်းနေရဆိုလို့ရှိရင်တော့ဒါအဲ့ဒါဆန်ကဒီဒဏ်ရာပြဿနာခံစားနေရဖြစ်ပြီးဘရာဇီးကလာတဲ့တင်းနေရဆိုတော့ဒါသူရဲ့စီးကုံမှာနည်းနည်းဒဏ်ရာဖြစ်နေရဆိုပြီးတော့သိရတယ်ပေါ့နော်ဒါကြောင့်မဲကျွန်တော်တို့အဲ့ဒါဆန်က Brighton တင်းတဲ့ပွဲစဉ်မှာလွဲချော်ခဲ့တာဖြစ်ပြီးတော့အရန်ဂိုရမာအူဒီကာကပါဝင်ခဲ့တာလည်းဖြစ်ပါတယ်အရန်ဂိုရမာအူဒီကာပါဝင်ခဲ့တဲ့အတွက်ကျွန်တော်တို့ရဲ့ reset ကဘလို့ဖြစ်သွားလဲဆိုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရမှာပါလို့နော်အဲ့တော့ကျွန်တော်တို့ Messi တင်းရဲ့ပွဲစဉ်တွေကိုတော့နောက်ထပ်ကျွန်တော်တို့ မတ်လ30ရက်နေ့မှာစောင့်ကြည့်ရမှာဖြစ်ပါတယ် မတ်လ30ရက်နေ့မှာတော့ကျွန်တော်တို့ဒီဘုံမောက်တင်းနဲ့ FA Cup ကန်ရမယ်ပြီးရင်တော့ Premier League ပွဲစဉ်ဖြစ် Leicester နဲ့ကန်ရမယ်ဟောပြီးရင်တော့ကျွန်တော်တို့ Man U နဲ့ Ultra Pro မှာသွားကန်ရမယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ် Premier League ပွဲပြီးဖို့လို့ပေါ့နော်ဒါကိုးပွဲပဲလိုတော့တဲ့အချိန်မှာပေါ့နော်ဒါကျွန်တော် Champion League ဝင်ခွင့်တော့ကတော့တော်တော်လေးကိုယုံကန်မယ်အနေထားရှိတယ်ဒါပေမဲ့ Guardiola လည်းယုံကြည်တယ် Gundogan လည်းယုံကြည်ဆိုပြီးတော့ပြောနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ plan တွေကလည်းယုံကြည်လို့ပြောရမှာပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ် Man City တင် Champion League ဝင်ခွင့်တနေရာကိုတော့ဒါအရယူနိုင်မယ်လေးကျွန်တော်အနေနဲ့မျှော်လင့်နေပေါ့နော် အထူးသဖြင့်ဒီခံစပိုင်းဆိုးရွားနေပြီပေါ့နော်ခံစပိုင်းဆိုတာခံစပိုင်းကြီးကိုပဲကျွန်တော်တို့ပြောချင်တာမဟုတ်ဘူးပေါ့ဗျာဘာလို့လဲဆိုတော့ Guardiola ရဲ့အတင်းကဒီခံစစ်ဆိုရင်ခံစစ်တီးတန်းဆော့ရတဲ့အတင်းမဟုတ်ဘူးဒရင်လုံးတက်ဒရင်လုံးဆင်းဆော့တဲ့အတင်းမျိုးဖြစ်တယ်ဒီရှေ့တန်းဟာလန်လွင်ကျွန်တော်တို့ဂျန်နဲ့ကစားရမိုက်အကုန်လုံးပေါ့နော်နောက်တန်းဆင်းပြီးတော့ခံစပိုင်းကိုကူညီရဖြစ်တဲ့အတွက်ဒါခံစပိုင်းအားနေတယ်ဆိုတာကခံစပိုင်းကိုပြောတာမဟုတ်ဘူးဒရင်လုံးကိုပြောတာပေါ့နော်ဒရင်လုံးအနေနဲ့ဒါခံစပိုင်းကာကွယ်တဲ့နေရာမှာအားနေနေရတော့ကျွန်တော်မြင်တွေ့ရပေါ့နော်အဲ့တော့ဂိုးတွေကိုလွယ်တကူပဲကျွန်တော်တို့ပေးနေအောင်မြင်တွေ့နေရပေါ့နော်ဒါ ာအတင်းကြီးတင်းရဲ့အခန်းစဉ်မျိုးမဟုတ်နေအောင်ကျွန်တော်မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲဒါကကျွန်တော်တို့ရက်လက်တွေဆိုးရွားနေတဲ့ဒီအကြောင်းပြချက်တွေတွေကတခုလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ခန်းစပိုင်းဆိုးရွားနေတဲ့အတင်းလိုက်ခန်းစစ်ကစားပုံကတော်တော်ကြီးကိုညံ့နေတဲ့အနေထားရှိတယ်အဲဒါကြောင့်ပဲကျွန်တော်မန်စီတင်းကအခုလက်ရှိချိန်မှာချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ပါရုန်းကန်နေတာဖြစ်တယ်အဲ့တော့ကျွန်တော်ပြောချင်တဲ့ message တင်းတင်းတွေကတော့ဒီလောက်ပါပဲနောက်ထပ်တင်းတွေထပ်ရှားလို့ရှင်လဲကျွန်တော်အနေနဲ့ဆက်လက်တင်ဆက်ပြီးတော့ပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးကြဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ